ကြားနိုင်တဲ့အသေးအနဲ့ပတ်သက်ပြီးပြောရတော့အဲ့တော့ဒီချိန်မှာ ပထမဆုံးပြောသင့်တာတော့ AI ပေါ့အဲဒါပေမဲ့ तू तू ကပြိတ္တမဟုတ်ဘူးဒါဘာကဘာကပြိတ္တဘာကပြိတ္တဘာကပြိတ္တ तू က AI AI ကအဲ့လိုပွင့်လင်းပြောရင် तू တရုတ်ဒီဘက်တွားလိုက်ရတယ်เนาะအဲ့ channel နဲ့နဲ့ရတယ်သူတို့အဲ China Asia event เนาะစာပြီးတော့ထောင်ကလေးကအဲ့လိုဟိုနိုင်ငံခြားအောက်တွားပြီးတော့ជីជីမမအောင်မြင်မှုမရသေးဘူးဗျာပွင့်လင်းတော့ဒီဂျာတော့တင်းနေဆိုလို့ရှင်ဥမာထားပါတော့ Phoenix ဆိုလို့ရှင်လေဒါ MSC ဘက်တွားလိုက်ရတဲ့အချိန်ကြီးရှိသေးတယ်ဗျာဂျာထဲမှာ Barmis Group တောင်မှအဲ M5 တွေဘက်တွားလိုက်ရတယ်เนาะအဲ့တော့ AI ကတော်တော်ကြာနေဟုတ်တယ်ဟုတ်တယ် တော့လုံးပါ KO ဒီ AI Sport လက်ရှိဒီ channel သိနေတယ်မှာပေါ့เนาะတကယ်မှာဒီ champion အကြိုက်တွေကိုရှားရဖို့အတွက်ဖိအားရှိမလားလက်ရှိအခြေအနေဘယ်လိုထင်လဲလက်ရှိအခြေအနေကတို့အခု change ရစလို့ခါ change ရစလို့ခါလာတယ်เนาะ change အခြေအနေလက်စားမယ်ဆိုရင်တော့အားတော့ရတို့ဒီ season မှာရိုက်ခွဲနေတယ်လို့မြင်တယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးတို့လည်းအတင်း connection တွေတခုတော့လုပ်တို့အခုမှ Yuri နဲ့ဖြည့်တင်းလာတယ်ဒါပေမဲ့ Yuri performance တွေပြရတယ်ဆိုပေမဲ့တို့အခြေချဖို့ အချိန်လေးတစ်ခုတော့လိုနေရလို့တော့ထင်တယ်။သူအဲ့ဒီအချိန်ရသွားပြီဆိုရင်ပြောလို့တော့မရဘူးပေါ့နော်။ကျွန်တော်ကပ်ဆဲဘန်းနေပါရင်သွားရတော့သွားအောင်။ဒါပေမဲ့သူတို့ဖြတ်ကျော်စရာရှိရတယ်။တင်းနေရတယ်အများကြီးပဲရှိနေပြီ။ဒါပေမဲ့ AI အနေနဲ့ကတော့အမှန်တိုင်းပြောရရင်သူတို့ grand final ကိုတက်ဖို့ဆိုရင်တော့ဒီထက်ပိုကောင်းအောင်အများကြီးလုပ်တော့ခုနေထားတော့များတယ်။ခုနေထားနေတော့ဘယ်တော့မှမဲသေးဘူး။ကိုရောလုပ်ပါကျွန်တော်တဲတို့ပြောရအောင်တဲတို့ပြောရအောင်။ तू က तू ကပပီပြောချင်နေတာဟုတ်ပြောချင်နေတာပြောချင်နေတာနော်။ပြောပါပြောပါ။ဟုတ်အဓိက AI ကတော့သူတို့ဟိုအတင်းကပြင်းမှာ လူလဲမှုအနည်းဆုံးသိဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အခုတော့ဒီနှစ်ပိုင်းမှာကဒီမှာဒီရဒီမှာလဲတာဟုတ်ဒီရဒီမှာဆိုတော့လုံးဝလားမြစ်တီပြောင်းလာရပါတယ်သူတို့လောက်တာချင်းကြီးပြောင်းတော့အရင်နောက်ချောကြည့်လာခဲ့လိုက်ပါတော့ Falcon Medicine YG ဒီလိုမျိုးအသင်းတွေပြီးတော့တခြားသောအသင်းဒီအောက်ကရုံးကန်နေတဲ့အသင်းတွေအားစအကောင်လုံးကလူကနောက်ချောဒီပြောင်းလဲမှုတွေကမရှိဘူးဒါပေမဲ့ Falcon နေနဲ့လည်းအခုဆိုလို့ရှိရင်ဒါ new core တွေပါတယ် ြောင်းပြီးတော့ row တွေပါ switch နေပြီဟုတ်လားချိန်လိုက်တယ်ဆိုတဲ့အနေအထားမျိုး ram တို့ကတော့ခဏပြန်နားတယ်နေတာမျိုးသွားကြအဲ့တော့ ai ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် ai ကသူတို့ jungle row မှာ ps လိုမျိုးလူငယ်ကစားမှာအတွေ့အကြုံများတယ်ဆိုတော့အဆင် ps ကဒါ international ထွက်ဆော့မှုတွေအတွေ့အကြုံမျိုးရှိတယ်ရှိပါလေပွဲတွေဆော့မှုတွေဟုတ်တယ်ဆိုတော့အဲ့လိုကစားမှာမျိုးကိုသူတို့အခြေချိုင်းပေးခဲ့တယ်အနေနဲ့လေးအဆင်မပြေဘူးလို့ထင်တဲ့အချိန်မှာလူငယ်လက်တက်ကားမတယောက်ဖြစ်တဲ့ယိုရီယိုသူတို့ပလာရင်ကနေပြီးခေါ်လိုက်တယ်။ယိုရီရောက်လာတဲ့အချိန်မှာ အရင်ကတော့ပူကောင်းလဲဆိုရင်ခလားချက်မျိုးတော့ရှာမှန်တယ်မှန်တယ်ဒါကတော့ပုံပုံလေးလေးအယူသားဆုံးပြောပါတကယ်ကောင်းလဲဆိုရင်ခလားချက်မျိုးရတယ်ပြီးတော့မင်းမာလည်းသူတို့ PA7 ပြန်ပြီးတော့ဝင်လာတဲ့အခြေအနေ PA7 ဆိုတာလည်းခေတဲ့သူတော့မဟုတ်ဟုတ်မှန်တယ်မှန်တယ်ဟာသူလည်း fitness တို့ fair gun တို့နဲ့ဒါအများကြီးဆိုတာတော့များတယ်ဒါမှဆိုတော့ဒီ jury နဲ့ဒီ PA7 တို့ရဲ့ပူကောင်းမှုက AI e-sport ကိုပြီးခဲ့တဲ့နှစ်တည်းအများကြီးပို့ပြီးတော့အပေါ်ဆွဲနေပေးနိုင်မှာဆိုရင်ခလားချက်မျိုးတော့ရတယ်ဒါခလားချက်ပဲရတယ်တကယ်လို့တွေ့ performance နဲ့ result ဘိုင်းကိုတော့အားမရဘူး။အပွင့်နေပြောရအောင်။အာကျွန်တော်ကျွန်တော်အမြင်ပေါ့လေကျွန်တော်အမြင် AI eSport ကအာကိုဝေတို့ K တို့14တို့ပြောသွားတဲ့ဟာတွေအကုန်လုံးကျွန်တော်ကတော်တော်လေးသဘောတူတယ်။ဒါသဘောတူရဲမှာပါတယ်။ဒါပေမဲ့ AI eSport နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်အမြင်ပေါ့။အဲ့ဒီတကယ်တကယ်ပြာဟိုမိုးတဲရေတဲတွေမှာသူတို့ကဘယ်လိုပြောရမလဲဟိုချန်ပီယံဖြစ်ဖို့ တေချာတဲ့အသင်းအသင်းရဲ့ဝိသေသမျိုးနည်းနည်းလေးပျောက်နေလို့ကျွန်တော်ခံစားရပြီးခဲ့တဲ့ MSC season 1ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမစ်သစ်စီချန်ပီယံဖြစ်ခဲ့တယ်ဗျာဖဲကွန်တို့ failure ဖြစ်ခဲ့တယ်ဒါပေမဲ့အမတိုင်ကတွားရတယ် MSC qualifier ဘာညာမှာဆိုလို့ရှိရင်ဖဲကွန်ချန်ပီယံဖြစ်မယ်လို့ကျွန်တော်တို့ပြောဖို့ခက်ခဲ့အဲ့ဒီတော့ YG YG တအား strong ဖြစ်နေတဲ့အချိန်အဲ့တို့ super team ဆိုပြီးစတဲ့အချိန်ဗျာပြီးတော့ပရိသတ်တွေမျောလင့်ချက်တွေရော less one ဘိုင်းတွေရောတအားကောင်းတယ်ဒါပေမဲ့ဖဲကွန်တွားလိုက်ရတယ် ဲ့ဒီချိန်မှာဒါ that's your fan နေပြသိလားတကယ်တကယ်အရေးရဲ့အကြောင်းရဲ့ဆိုတဲ့အခြေအနေမျိုးတွေမှာဟိုတင်းကိုထန်းလိုက်တင်းကိုထန်းတင်ပေးတယ်ဆိုတဲ့အရာမျိုးတွေတကယ်တကယ်ပြလုံရဲကန်ရဲ့ risk ယူရတော့မယ်ဟိုသိရမလားတခခုဆုံးရှုံးလဲတရားရကလုံးဆုံးရှုံးမယ်အောင်မြင်လဲတရားရကလုံးအောင်မြင်တော့မယ်ဆိုတဲ့အခြေအနေမှာအဖေကအဲ့နေရာလေးပူကောင်းတယ်လို့ကျွန်တော်ထင်တယ်အဲအဲ့ဒီအခြေအနေပေါ့နော်အခုကတော့တင်းဖော်အများကြီးကောင်းသွားပြီ AI ကလည်းအဲ့ဒီနေရာမှာနည်းနည်းလေးမတည့်လေးအားနည်းတယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်အမြင်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခါလီမှာကြတော့လေအများတန်းကြီး50 50လို့90လို့တော့ကျွန်တော်တို့တော့သွားလို့မရဘူးဗျာ ဒီ saturation ဒီအခြေအနေ benefit တခုပဲ high risk high reward နဲ့သွားမယ်အခြေအနေပြီးခဲ့တဲ့တို့ we do လာ YG နဲ့ဆော့ရတဲ့ပုံမှာတအားသိတာအဲ့တော့ဆိုလို့ရှိရင် AI ဒီအ ਨੇ ဆုံးကျွန်တော်တို့တပွဲနိုင်တဲ့ဒူးနဲ့မဟုတ်ပဲနဲ့တပွဲနိုင်တဲ့လို့ကျွန်တော်ထင်တယ်အတူတူစမ်းစမ်းအမမရပြောရရင်ကျွန်တော်တို့ gain do နိုင်တဲ့ဒါပေမဲ့အဲ့ဒီတချို့သောအရာတွေမှာဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ခံစားချက်အရာတွေ rhythm ရဲ့ပြဿနာတွေဖြစ်နေပြီးတော့ဟိုဒီအရာတော့ငါတို့ကဟိုခေါင်းခံလိုက်မယ်ကွာတအားငါတို့ဝင်ကြချချ short ကောမောင်းသွားရင်လည်းငါတို့ကတော့ ဟို channel တို့ကြားတယ်လို့ပြောပလိမ့်စင်ငါတို့ social channel ငါတို့တွားကြမယ်ဆိုတဲ့အရာလေးမှာဒီထက်ပို့ပြီးတော့ပြတ်သားဖို့လိုရလို့ကျွန်တော်ထင်တယ် individually mechanic အရာရောတင်းဖောင်အရာရောအခုချိန်မှာအသေးနိုင်ရလीအရန်ကြီးกว่าได้จริงๆไม่ถูกต้องครับทีนี้ไอ้เนี่ยนี่แหละสกาပြောว่าเลยเราก็แท้เลยอย่างนี้ปะทะเมกินเนี่ยอดิก็ดีลองไล่ជីรู้ရှင်มาเลยว่าบลัดโตเนี่ยดีปีเกได้ลอเลนฟอร์ดาได้ปวยนี่ใช่เอสโซสปินเนี่ยปวยဆိုလို့ရှင်แต่ตลอดเปียๆบลัดโตကိုနိုင်ပဲဆိုပြီးတော့ပြောလိုက်ချက်ရှိခဲ့ကြတယ်ပြန်ပါဒါပေမဲ့တကယ်တကယ်ဆော့တဲ့အချိန်ကျတော့လက်ဆော့ပိုင်းอ่ะ တဲ့မှာအဲ့လောက်ကြီးမကွာနေပဲနဲ့ decision making ဘာလို့ချက်နဲ့ထွက်လာတဲ့ movement တွေရှိတယ်လေတဲ့မှာ login ရဲ့နေရာမှာဟိုဂျိုင်ကလာတည်နေရတဲ့နေရာတစ်ခုမှာတဲ့မှာနိုင်ငံလေး delay ဖြစ်နေရတော့ decision making ရမယ်စကားပြောသွားအဲ့လိုနေရာမျိုးတွေကြောက်လိုက်ရတူတင်းတင်းတွေးပြီးခုနလို YG နဲ့ AI လို့ဘွဲတယ်ပြီးအခုဒီ platform နဲ့ astro space လို့ဘွဲတယ်မျိုးတွေမှာအဲ့ဒီအရာတွေရမယ်စကားပြောသွားမင်းဘလောက်တိဒီ saturation မှာစောင့်ပြတ်ချက်ကိုပြက်ပြက်သားသားချနိုင်တယ်တဲ့မှာ risk မယူဘူးဆိုလို့ရှိရင်တော့တချို့အရာတွေရအောင်မဟုတ် ဆိုတော့ AI ရဲ့ပုံစံကိုပြန်ကြည့်လို့ရှင်ဟိုအရင်ကလည်းအခုချိန်ထိက risk မယူရဲဘူးဆိုတော့အဲ့လိုဝိသေသလက္ခဏာတွေတွေ့ရကိုကိုကိုပြောတယ်လို့လေအားနဲ့မှန်တဲ့လုံးမှရတယ်အားနဲ့မှန်တဲ့လုံးမှရတယ်တော့ decision making ကလည်းတကယ်တင်းလုံးနဲ့စိုက်မယ်လည်းတူပဲလေစဉ်းစားမိရတဲ့ပုံစံကအဲ့ AI ပေါ့နော်ကျွန်တော်အခုတွားနေတဲ့အရာကျွန်တော်ဒီအခု တို့ထားပါတော့ drive လောက်လာခဲ့တဲ့အရာမှာဆိုဂျားထဲမှာတို့ရဲ့တန်ဖိုးအမြင့်ဆုံးအချိန်ရှိတယ်။ International မှာအဲ့လိုမျိုးတို့ထွက် International မှာ online ဆော့ခဲ့တဲ့ Snapdragon series ဘယ်မှာ Lina နဲ့ရင်းတဲ့အချိန်ဟာပုံရင်လေပြောရင်အဲ့ season ကြီးအဲ့အချိန်တွေကဆိုရင်ဒီရန်လုံးဝ champion ဖြစ်ပြီးဒါ champion ဖြစ်မဲ့ဒါခုနကကဒီကဒါခဏတွေကတော့တို့ခံစားရမယ့်အချိန်ပြ။ Lina နဲ့ရင်းတဲ့အရှိရဲ့အချိန်တော့တော်တော်ကျန်နေတယ်။ဒါပေမဲ့အဲ့အရာကြီးကတို့အရှိကိုဆက်သွားနေရမှာ။ ဒီနိုင်ငံရင်းထဲကအတင်းရောက်နေထွက်သွားတဲ့အချိန်မှာလို့နောက်ကိုပြန်ဆုတ်သွားတယ်လို့ခံစားရတယ်။အများကြီးနောက်ပြန်ဆုတ်သွားတာဗျာ။သူတို့အဲ့နေရာမှာပြန်ဖြည့်လိုက်တဲ့အပိုင်းတွေဆိုဒါ Maxi တို့ပါလို့ဒါဟိုပုံဝင်လင်းပြောတယ်။လုံးဝအစ် လုံးဝအစ် Management နဲ့သူတို့ရဲ့ team တွေကိုဒါပုံဝင်လင်းပြောလို့ရှိရင်ဒါကောင်းတယ်လို့ပြောရမှာ Maxi ရချက်ချင်းအတင်းနဲ့သူတို့အသားကျအောင်ပါ။ဟိုဟို line up တဲမှာဆိုရင်အတင်းကြီးရင်းနဲ့ရှင်ဆော့နိုင်တဲ့ဒါ clip ပြန်ဖြစ်လာတယ်။လည်းဘူးအဲ့လိုဖြစ်ပေါ်တာ။ပြီးတော့ဒီ ID တို့ကသူတို့ mid မှာဆိုလို့ရှိရင် PA7 နဲ့သူတို့ Jazz ကိုခေါ်လိုက်ရတယ်။ဟုတ်တယ်ဟုတ်တယ်။ PA7 ကတော့ပုံဝင်လင်းပြော ဒါအတွေ့အကြုံရှိပြီးသားဆိုတော့အဆင်ပြေသွားတယ်။အဲ့မဲ့ဟိုနောက်ထပ်တို့ကထပ်ဖစ်တာဗာထပ်ဖစ်လဲဆိုတော့အခုနောက်တော့ PS ရံမှာယူရီဘာထပ်တယ်။ဟိုခုနောက်တော့ကျွန်တော်တို့ဒီအရှိမပြောခဲ့လို့ AI က Champions League အောင်မြင်မှုတွေရဖို့တကယ်ကိုစားလောင်နေလိုအပ်နေတဲ့အသင်းဖြစ်တယ်ဗျ။အဲ့တော့ကြောင့်မို့ဒီနေရာတွေကိုဖိလိုက်တယ်လို့လို့မြင်မိတယ်။ပြီးတော့နောက်တစ်ခုကနောက်တစ်ခုကအဲ့လို သူတေးသေးချာစဉ်းစားမိတဲ့ပွဲစဉ်တွေမှာဆိုရင်အလီဒါကဗျာအရင်တော့ဆိုလို့ရှိရင်လုံးဝတကယ်ကို carry တကယ်ကိုထမ်းတာဒါပေမဲ့ဒီခုနောက်ပိုင်းပွဲစဉ်တွေမှာမြင်ရတော့အလီဒါကသူ့အတွက်ဝင်းဒိုးဝင်မှုလျော့သွားတယ်လို့ခံရတာရူရီရောက်ကိုလည်းပါတယ်လက်စီရောက်တာလည်းပါတယ်ပြီးတော့နောက်တစ်ခုစဉ်းစားမိရဲ့အရာဆိုလို့ရှိရင်သူတို့ဒီ eye size ကိုလည်း technical coach ခေါ်တာဟိုရှိသမျှအင်အားအစုအဖွဲ့အကုန်လုံးအသုံးချပြီးတော့သူတို့ကအလို well powerful ဖြစ်နေဆိုတဲ့ဟာတွေအကုန်လုံးသူတို့ကပြန်လှုပ်ထားတယ်ဗျဒီနေ့ဒီနေ့ဆိုသူတို့ဒါလှုပ်ထားတယ်ပြီးတော့ခုနကတည်းက YG နဲ့ဆော့ခဲ့ရတဲ့ပွဲစဉ်ဗျာ ဂိမ်း1တော့ဂိမ်းတပွဲတော့သူတို့နိုင်သိနေတကယ်ကိုမှန်နေလားဂိမ်း2မှာရှုံးသွားတဲ့ဟာဆိုလို့ရှိရင် drop မှာ grow faster တွဲလုံးဗျာ grow faster က AI ရဲ့လုံးဝစနေကြအပွင့်နေပြ win rate က80%အထက်မှာရှိတဲ့ဒီ drop ဗျာအဲ့ drop နဲ့ရှုံးတာဆိုတော့နဲ့အဲ့ရှုံးတဲ့ဟာပွဲပြီးသွားရင်မှာသူတို့နောက်ထပ် paladins နဲ့တွေ့ရတယ်ဗျာအဲ့ mentality effect ကပါလာဒင်ရှင်းပါတွေ့ရတယ်တကွဲမှာရှော့ပါတူဝဖြစ်သွားတာတူဝဖြစ်သွားတယ်ဒီကငွေနဲ့ DIY ပြောဆိုပဲ AI လိုပဲဆက်နှစ်ခုပဲသူတို့ high risk view ရဲပုံနဲ့ ဒီကပြောင်းมาပါလေလုံရဲကင်ရဲဘူးနဲ့အားနဲ့မနဲ့လုံးအားနဲ့မနဲ့လုံးအားနဲ့မနဲ့လုံးအများကြီးလိုအပ်ဒီကဒီကပြစာလောင်မှုစာလောင်မှုကတော့ဂျင်းနေပါဘူးတွေးချင်မှတကယ်အိုက်ပိုက်တော့မရဘူး ဒီခုစုဖွဲ့ထားတဲ့အပုံအရဆိုရင်တို့ကအကောင်းဆုံးဆိုတဲ့အရာကြီးအကုန်လုံးစုဖွဲ့ထားတယ်။ဒါပေမဲ့အခု Yuri ဆိုလို့ရှိရင်လည်းဒါပုံဝင်လင်းလင်းပြောရလို့ရှောက်ပါတဲ့ချိန်ကလည်းကောင်းကောင်းအကောင်းဆုံးလောက်ကြာတယ်နော်နောက်တစ်ချိန်ကလည်းအခုခုအချိန်ကတော့ခုနကတော့ကိုဝေတို့ဒါဒီဘိုင်းတို့ mention လုပ်ခဲ့လို့ဒါတော့ mentality ဘိုင်းနဲ့လိုအပ်တဲ့အရာကြီးလည်းရှိတယ်။ in-game နဲ့ဘိုင်းမှာဆိုလို့ရှိရင်လည်းတို့ရဲ့ဒီ macro ဘိုင်းဒီ micro ဘိုင်းကတော့တည်ရတယ် player ကြီးအကောင်းလုံးကတိတ်မကွာဘူးကောင်းနေဆိုတဲ့အရာရှိတယ်။ဟို player ကြီးငါးအောင်လုံးကအရင်အထိုင်ကြာသေးဘူးလို့ခံရတယ်။ဥပမာဆောက်ပါ Yuri ရဲ့ fan ဒီ clean style ဆိုလို့ရှိရင်ပုံမှန်ကဗျာကျွန်တော်တို့ကဒီ AI e-sport မှာ fan ဒီ clean style ဆိုတာတတ တော်ကြီးကိုရှာတယ်ဆော့ခဲ့ရတယ်ဒါရင်တော့ကလည်းသိတယ်ဒီချက်လက်ဒီဂျန်ဂလာရွေးเนาะအဲ့တော့ black နဲ့ဆော့ရတဲ့ဘိုင်းဒီမှာဆိုရင်နည်းနည်းလေးအဲ့လိုအစိမ်းမပြေသေးဘူးလို့ပြောရမယ်ဒါပေမဲ့ခုနောက်ပိုင်းပွဲ Fanny ဆော့ခဲ့တဲ့ပွဲတွေတော်တော်နိုင်ပါတယ်အဲ့လိုခဏတော့လောက်ပါဒီမှာတော့เนาะ AI ကြောင့်အကောင်လုံးပြောပြသွားပြီလားအဲဖတ်သွားရမယ်ကိုရီခု Titan Corner เนาะဘယ်